Top 5 MMA ကနေပြန်လည်ကြိုးဆိုပါတယ်ဒီနေ့ဆွေးနွေးမှာတော့မြန်မာကုန်ဆောင်အောက်လန်အန်ဆိုင်ရဲ့ No Son One Championship ပွဲစဉ်အပြီးသူ့ရဲ့အတွေးစိတ်ခန်းစားချက်တွေအမြင်တွေနဲ့ရှစ်ဆက်လျောက်မဲ့ဖွာလန်းချောင်းအစီအစဉ်တွေအကြောင်းပေါ့နော်အဲစိတ်ဝင်စားစရာတွေကိုအသေးစိတ်ပြောပြသွားမှာဖြစ်ပါတယ်တန်တားကြီးတယောက်ရဲ့နှုတ်ဆက်စကားလားတောင်မမအစားပြုချက်အတူလားသူ့အတွေးတွေကိုအတူတူခွေးချမ်းစိတ်ဖြာကြည့်ကြအောင်ပါဟုတ်ပါတယ် Sebastian Gardestam ကိုအနိုင်ရခဲ့တဲ့ပွဲလေသူ့ရဲ့တိုက်ခိုက်ရေးသမားဘဝအတွက်တကယ်ကိုအရေးပါတဲ့ခိုင်တန့်ဖြစ်ခဲ့တယ်လို့ပဲ ူရဲ့နှုတ်ပေါ်ကအခင်္ဂနာတည်တယ်လေအရေးပါတဲ့အစအပြုံးမှုတစ်ခုလို့ဆိုနိုင်မယ်ထင်တယ်။သူ့ရဲ့ပွဲပြီးပြောစကားတွေထဲမှာတကယ်ကိုအတွေးပွားစရာတယ်။ဟုတ်တယ်စိတ်ဝင်စားစရာအချက်တွေအများကြီးပါနေတယ်။ပွဲကိုပြန်ကြည့်ရင်ဒုတိယအချိန်မှာ TKO နဲ့အနိုင်ရခဲ့တာဆိုတော့အဆုံးသက်ကတော့တို့လာတယ်ပြောရမှာပေါ့။အော်လာကိုရိုင်းကလည်းသူ့ဆွမ်းဆောင်ရည်ပေါ်မှာအဲဂျင်းနတ်မှုရှိတယ်လို့ဆိုပါတယ်။သူ့ရဲ့ game plan အတိုင်းထိန်းချုပ်ကစားနိုင်ခဲ့တယ်။ပွဲကိုတူလို့ချင်တဲ့ပုံစံအရှိန်မြင့်မြင့်နဲ့ပူလောင်တဲ့တိုက်ပွဲ that heat ပေါ့နော်အဲ့လိုမျိုးဖန်တီးနိုင်ခဲ့လို့ကျဉ်တတ်တယ်လို့ဆိုပါတယ်အဲ့ဒီပူလောင်တဲ့တိုက်ပွဲဆိုတဲ့တုံတုံအဲ့ဒါသူ့ရဲ့တိုက်ခိုက်ရေးစတိုင်နဲ့စိတ်သက်ကိုတော်တော်လေးဖော်ပြနေတယ်လို့ပဲနော်တကယ်ကိုမှန်ပါတယ်သူကအဲ့ဒီလိုအပြန်အလှန်ဖိအားပေးရတဲ့အရှိန်မြင့်တဲ့အခြေအနေမျိုးမှာပို့ပြီးအားကောင်းတယ်ပို့ပြီးသူ့ကိုယ်သူယုံကြည်မှုရှိတယ်ဆိုတာကိုပြချင်တဲ့သဘောလို့ကျွန်တော်မြင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းပြိုင်ဘက်ကရစ်စတန်ရဲ့ဆွမ်းကိုလုံးဝ short မတွက်သေးဘူးအတိမတ်ပြူတယ် ကရစ္စတန်ဟာအလွန်ပြင်းထန်စွာထိုးနှက်တတ်သူဖြစ်တယ်။အထူးသဖြင့်သူ့ရဲ့တရုံစစ်ချက်တွေအဲ့ဒါတွေပြင်းလွတ်လာလို့ပြောခဲ့တယ်။သူ့မြင့်လာဘောကဒဏ်ရာတွေကိုကြီးရင်သိနိုင်တယ်ဆိုပြီးတော့အရှွန်းဖောက်သွားတယ်တွေဗျာ။ဒါကပြန်ပဲအပေါ်လေးစားမှုပြတာပဲ။ဟုတ်တယ်ဟုတ်တယ်။အဲ့ဒီအရှွန်းဖောက်လိုက်တာလေးကသူ့ရဲ့စိတ်သက်သွန်သက်သာဖြစ်မှုနဲ့အနိုင်ရပြီးနောက်ဂျင်းနမှုကိုပြနေတယ်လို့ပဲ။ဒါပေမဲ့အဲ့ဂျင်းနမှုကပွဲနိုင်ုံသက်သက်ကြုံတော့မဟုတ်တော့ဘူး။ သူ့ကစားသမားဘဝကိုဒီလိုပုံစံနဲ့အဆုံးသတ်နိုင်ခဲ့တာဟာတကယ်ကိုကောင်းမွန်တဲ့နီလန်းတကူဖြစ်တယ်လို့သူကိုယ်တိုင်ဝန်ခံသွားတယ်။ဒါကအရေးကြီးတဲ့အချက်ပဲ။အဆုံးသတ်ကောင်းတစ်ခုကိုလိုချင်တဲ့သူ့ဆန္ဒပြည့်ဝသွားတဲ့တခါပေါ့နော်။ဟုတ်ပါတယ်။ဒီနောက်ဆုံးဘွေးမှာပူပြီးတော့ drama ဆန်းသွားစေတာပူပြီးအမတ်တရားဖြစ်သွားစေတာက သူဟာ50တစ်ဆက်ဖြင့်အနိုင်ရမီဦးထင်ကြီးပေးခံထားရသောအနေထား41 underdog ကနေအနိုင်ရခဲ့တာပါ။ ဒါကသူ့အတွက်ရောပရိသတ်တွေရောတကယ် surprise တခုပဲဒီလို underdog အခြေအနေကနေအနိုင်နဲ့ကစားသမားဘွားကိုအောင်အောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့တာအဲ့ဒါကသူ့ရဲ့မဆုံးမနစ်ကျူးစားမှု အသက်ဝယ်နဲ့ဖျားရတဲ့ကြာကနေအကောင်းဆုံးလို့ပြနိုင်စွမ်းကိုတည်တည်ပြလိုက်တာပဲသူ့ရဲ့တက်ဟရဲ့ဇလံကိုအကောင်းဆုံးအခန်းနဲ့ပိတ်နိုင်ခဲ့တယ်လို့ဆိုရမှာပေါ့ဗျာ ပွေမတိုင်နေအတံမလန်ဒီသူနားယူတော့မယ်ဆိုတဲ့ခမန်းချက်ဒီဟုတ်တယ်အာအာယုံတော့ဆရာကြီးညာရှိခဲ့တယ်လို့လည်းသူကပြောပြတယ်ပရိသတ်တည်းရဲ့အားပေးတန်ဒီသူရဲ့ entrance music တပတ်လုံးသူအကြောင်းပြောနေကြတဲ့မီဒီယာတွေရဲ့ဖြစ်အားတွေအဲ့ဒါတွေပေါ့ဒါတွေအားလုံးကြားထဲမှာသူကဘလို့စိတ်ကိုထိန်းချုပ်ပြီးပွဲပေါ်မှာပဲအာယုံဆိုင်နိုင်ခဲ့တယ်ဆိုတော့ကလည်းစိတ်ဝင်စားစရာပဲသူရဲ့ professional ပြီးသားမှုကိုမိမောင်းထိုးပြနေတာပါ သူက ကျွန်တော်က professional fighter ပါဗျာဆိုတဲ့စိတ်တက်နဲ့ အဲ့ဒီပြန်ပါကဖီအားဒီဇူညာနန်ဒီကိုသူ့ရဲ့စွားဆောင်ရဲ့အပေါ်တယောက်မှုမရှိအောင်ထိန်းနိုင်ခဲ့တယ်။ဒါကနှစ်ပေါင်းများစွာကြိုးဝိုင်းထဲမှာဖျက်တမ်းလာခဲ့တဲ့သူ့ရဲ့အတွေ့အကြုံနဲ့စိတ်သက်ကြံခိုင်မှုရဲ့ပြယုတ်ပဲ။အရေးကြီးဆုံးအခိုက်အတန့်မှာစိတ်ကိုငြင်းအောင်ထားပြီးလုစရာရှိတာကိုအကောင်းဆုံးလုပ်နိုင်ခဲ့တယ်။သူ့ရဲ့ One Championship ကစားသမားဘဝထိရောက်လုံးကိုပြန်ကြည့်တဲ့အခါအမရဆုံးအဖိုက်တန်၃ခုကိုသူကထုတ်ပြောသွားတယ်။ ဒီအချက်တွေကသူ့အတွက်ဘာတွေကတကယ်အဓိပ္ပာယ်ရှိခဲ့လဲဆိုတာကိုထင်ရစေတဲ့ပထမတစ်ခုကဂျပန်နိုင်ငံတိုကျိုမှာ လုပ်ခဲ့တဲ့ဝိုင်းရပွဲစဉ်တရာပြပွဲတယ်အာဟုတ်တယ်အဲ့ဒီပွဲကတကယ်ကိုတမိုင်းဝင်ပွဲကြီးပဲအဲ့ဒီမှာသူကသူ့ကိုယ်တိုင်အယံအားကြလေးစားခဲ့ရတယ်ပရိသတ်တယောက်နဲ့ကြီးခဲ့မှုတဲ့သူအဲ့ဒီချင်းက heavyweight champion brandon viola ကိုအနိုင်ယူပြီး light heavyweight cover ကိုကာကွယ်နိုင်ခဲ့တာကိုယ့်ရဲ့ idol လို့ဖြစ်နေတဲ့သူကိုအနိုင်ယူနိုင်ခဲ့တာဆိုတော့သူ့တစိတ်ပိုင်းဆိုင်ရာ အောင်မြင်မှုအကြီးကြီးပဲဖြစ်မှာဒုတိယအမတ်တရကတော့သူ့ရဲ့ပထမဆုံးကမ္ဘာချန်ပီယံဆုကိုရခဲ့တဲ့အချိန်လို့ဆိုတယ်အဲ့ဒီတုန်းကလူတွေကသူ့ကိုတိတ်အထင်မကြီးဘူးလီချန်ပီယံဖြစ်လာလိမ့်မယ်လို့မမျှော်လင့်ထားတဲ့အချိန်မှာသူကတက်တည်ပြနိုင်ခဲ့တာ ဒါကငါလုံငိုင်နေဆိုတဲ့ယုံကြည်ချက်ကိုသူ့ကိုယ်သူရောကဘာကိုရောပြလိုက်နိုင်တဲ့အခိုက်အတန့်ပေါ့ underdog ဆိုတဲ့အခြေအနေကနေထိတ်ဆုံးရောက်ခဲ့တဲ့သူ့ရဲ့ဇလန်းစားလို့လဲဆိုနိုင်တာပေါ့ဟုတ်ပါတယ်အဲ့ဒီ champion new ကသူ့အတွက်ရောမြန်မာနိုင်ငံအတွက်ပါ တကားတစ်ချက်ဖွင့်ပေးလိုက်တယ်လို့ပဲအဲ့ဒီကနေစပြီးသူ့ရဲ့အချိန်အဝါကပိုကြီးမလာခဲ့တာတတိယအမတ်တရကတော့အခုကျွန်တော်တို့ပြောနေကြတဲ့ဒီနောက်ဆုံးပွဲစဉ်ပါပဲ။ ခုနကပြောခဲ့သလို41 underdog အနေထားအများကသူ့ကိုအနားယူတော့မယ်လို့ထင်နေတဲ့အချိန်မှာအနိုင်နဲ့ပြန်လာနိုင်ခဲ့တာကိုသူကအမတ်တရားဖြစ်ထက်သွင်းပြောသွားလဲဒီအမတ်တရားသုံးဟုတ်ကိုကြည့်လိုက်ရင်သူ့ရဲ့ကစားသမားဘဝရဲ့အထက်အနစ်သာရတွေကိုတွေ့နိုင်နေနော် အားကြရသူကိုချော်ဖြတ်ချင်းအထင်သေးမှုကိုခြေဖြတ်ချင်းနောက်ဆုံးအချိန်ထိအကောင်းဆုံးတိုက်ပွဲဝင်ပြချင်းဆိုတာတွေပေါ့ဒါတွေအလုံးကသူ့ရဲ့ဇွဲလုံးလန့်နဲ့ တိုက်ခိုက်ရေးစိတ်ဓာတ်ကိုပုံဖော်နေတယ်။ကြောက်ပြန်သူ့ရဲ့အောင်မြင်မှုတွေအမတ်တရားတွေနဲ့အကျူသူဘယ်တော့မှမမေ့နိုင်ဘူးလို့ပြောသွားလဲနောက်တစ်ခုကတော့သူ့ရဲ့ပြိတက်တွေပဲအထူးသဖြင့်မြန်မာပြိတက်တွေမြန်မာပြိတက်တွေလို့ပြိတက်မျိုးကဘာမှမရှိဘူးလို့သူကခန်းစားချက်အကင်းနဲ့ပြောခဲ့တယ်။သူတို့ကိုအရန်လွားနေမှာ ဖြစ်ပြီးသူတို့ရဲ့အားပေးမှုတွေကသူ့အတွက်ဘလောက်အရေးပဲရှိလဲဆိုတာကိုထပ်ခါတလေလေပြောသွားခဲ့တယ်။အင်းဒါကတကယ်ကိုထိမိတဲ့စကားမယ်။ သူရဲ့ပွဲတိုင်းမှာမြန်မာပြည်သက်တည်းရဲ့အားပေးမှုကတကယ်ကိုထူးခြားခဲ့ကြလေအလန်ဒီအိုဟစ်အားပေးတန်ဒီ ਨੇ သူကိုခွန်အားပေးခဲ့ကြတာအွန်လိုင်းအောင်မြင်မှုရဲ့အစိပ်ပိုင်းတစ်ခုမှာပြည်သက်တည်းရဲ့အားပေးမှုက အခရားကျခဲ့တယ်ဆိုတာညင်းလို့မရဘူးသိကြပါရဲ့အထူးသဖြင့်နိုင်ငံကိုစားပြုအားကစားသမားတရားဝတ္တကိုနိုင်ငံသားတွေအားပေးမှုဆိုတာတံပိုးဖျက်လို့မရတဲ့စိတ်တက်ခွန်အားပဲလေအခုသူအနားယူလိုက်တဲ့အခါဒီအားပေးမှုတွေကိုလွမ်းနေမယ်ဆိုတာက ူ့ရဲ့ရိုးသားတဲ့ခံစားချက်ကိုပြနေတယ်အခုဆိုရင်တော့အောင်လအထက်ဘဝရဲ့ဆောင်းမျက်နှာတဲ့တစ်ခုကိုလန်လိုက်ပြီးပုံတော့တိုက်ခိုက်ယူသမားမဝါကနေအနားယူလိုက်ပြီးဆိုပေမဲ့သူ့ဟာရောနော့ကိုခံပညာ MMA လောကကနေလုံးဝထက်သွားမှာမဟုတ်ဘူးသူ့ဟာရောနော့ကိုခံပညာရှင်တယောက်အဖြစ်ဆက်လက်တိုးတက်နေအောင်မယ်လေ့ကျင့်နေအောင်မယ်လို့ဆိုပါတယ်ဒါစီဝင်စားဖို့ကောင်းနေအနားယူတယ်ဆိုတာလေ့ကျင့်တာပါရက်လိုက်တာမဟုတ်ဘူးပေါ့ဟုတ်တယ်သူ့ကကိုယ်လိုက်ဆက်လက်လေးတာတင်ယူနေအောင်မယ်ဆိုတဲ့သဘောပဲဒါပေမဲ့ ပိုပြီးအရေးကြီးတာသူ့ရဲ့အမွေအနစ် legacy ကိုပိုပြီးထင်ရှားစေမယ်အချက်ကသူ့ရဲ့နှစ်ပေါင်းများစွာစုဆောင်းခဲ့တဲ့အသိတင်ကြအတတ်ပညာအရေးချင်းတွေကို အခြားသူရင်နဲ့မျှဝေမယ်ဆိုတာပဲနောက်လာမယ့်မျိုးဆက်တစ် fighter တွေကိုလက်ညွန့်ပြတာမယ်နီးပြလုံးသွားမယ်ဆိုတဲ့အချက်ပဲသူ့ရဲ့ပန်းတိုင်ကကိုယ်တိုင်အောင်မြင်ရုံပဲမဟုတ်တော့ဘူးသူ့ရဲ့ interview တစ်ခုမှာသူ့ဇနီးနဲ့ဖုံးပြရဲ့အပိုင်းလေးမှာတောင်သူက ကုတ်ကလေးတွေကိုအဲတပိုက် တွေကိုဆိုလိုတဲ့သဘောပေါ့နော်ပြိုင်ပွဲတွေနိုင်အောင်လေ့ကျင့်ပေးဖို့ကိုယ်တိုင်ပို့တော်ဖို့လိုသေးတယ်လို့ပြောနေတာကြားလိုက်ရတယ်။သူ့ရဲ့တင်းယူလိုစိတ်နဲ့မြှုပ်ဝေလိုစိတ်ကအနိုင်ယူပေးချိန်မှာတော့ရတ်တမသွားဘူးဆိုတာထင်ရှားတယ်။ဒါကတကယ့်ကိုအားကျစရာစိတ်တပဲ။သူကတိုက်ခိုက်ရေးဓမ္မဘဝကတိုးတောင်တယ်။ဒီအလောကနဲ့ရရှိလာတဲ့အတွေ့အကြုံအဆက်အသွယ်တွေကိုအသုံးပြုပြီးနောက်တဆင့်ဘဝကိုတက်လန်းနိုင်ဖို့ပြင်ဆင်ထားမယ်လို့ရှင်းပြတယ်။ ဥပမာအိမ်ချမြေလင်္ကန်းလိုမျိုးအသက်မွေးဝမ်းကြောင်းအစ်စ်ကြီးကိုလည်းချိုတင်ပြင်ဆင်ထားဖို့လိုတယ်ဆိုတဲ့သဘောပေါ့ဒါကလက်တွေ့ကျတဲ့အမြင်ပဲအဓိကသူ့ရဲ့ခံယူချက်ကတော့ဘွားကဒီမှာ fighter ဘွားနဲ့မပြီးဘူး ဘဝကဒီကနေမှစတာဆိုတာပဲဒီအတွဲကအရန်ကိုရင်ချက်ပြီးအဖြူသဘောဆောင်နေနော်ရှုံနေမှုတွေအောင်မြင်မှုတွေအနာယူခြင်းတွေအားလုံးဟာဘဝရဲ့အစိတ်ပိုင်းတွေထပြီးရှေ့ဆက်စရာခရီးကရှိနေတယ်ဆိုတဲ့အမြင်မျိုးဒါကလူငယ်အားကစားသမားတွေအတွေ့တော့လူသားရအတွက်ပါအတူစရာပဲငါကသူ့ရဲ့အမွေနဲ့ကိုသူ့ဘလို့အထိပ်ပြဖွင့်ဆိုလဲဆိုတာကိုပြနေတာပဲသူဟာ one championship မှာမြန်မာနိုင်ငံသားတွေအတွက်တကားဖွင့်ပေးခဲ့သူလမ်းပြပြခဲ့သူအဖြစ်အတိအမှပြခံရတယ် ကမ္ဘာစီမင်းပေါ်မှာမြန်မာတယောက်အောင်မြင်နိုင်တယ်ဆိုတာကိုလက်တွေ့ပြသခဲ့တယ်။အခုသူကအဲ့ဒီအတွေ့အကြုံတွေကိုမျိုးဆက်တဲ့တည်းစီလက်ဆင့်ခံပြီးသူတို့ရဲ့အောင်မြင်မှုတွေကိုမြင်ကျင်နေပြီ။သူကိုယ်တိုင်ကလည်းမြန်မာနိုင်ငံကလူငယ်တွေအားကစားသမားတွေအတွက်သူကစံပြတယောက်လမ်းဖွင့်ပေးသူတယောက်ဖြစ်ခဲ့တယ်ဆိုတာကိုသိတဲ့အခါသူ့ကိုအဲ့လိုပြောကြတဲ့အခါအရာအထိပ္ပယ်ရှိတယ်လို့ခန်းစားရကြောင်ပြောခဲ့တယ်။သူကြောင့်လူငယ်တွေမှာငါတို့လည်းကမ္ဘာစင်းမြစ်မှာအောင်မြင်အောင်လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်တွေပူရှိလာစေခဲ့တယ်။ဟုတ်ပါတယ် ဒါကြောင့်လဲသူကနောင်လာမဲ့မျိုးဆက်တည်တဲ့ဟာသူလည်းအများကြီးပိုကောင်းလာမယ်အများကြီးပိုပြီးအန်တိုဖွဲ့ကောင်းတဲ့အရာတွေလုတ်ပြနိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်ထားတာကျွန်တော်ကနောင်လာမဲ့မျိုးဆက်တည်တဲ့ရဲ့အရေးချင်းနဲ့ရှင်ရဲ့ဘာမှမဟုတ်ပါဘူးလို့တောင်နှိမ်ချပြီးပြောသွားလေတဲ့သူ့ရဲ့မျိုးလင့်ချက်ကကြီးမားတယ်လို့မျိုးဆက်တည်အပေါ်မှာလည်းယုံကြည်မှုအပြည့်ရှိတယ်သူ့ရဲ့တိုက်ခိုက်ရဲ့တမားဘဝအဆုံးသက်ခြင်းကိုသူပုံဖော်သွားတာလေးကလေးလှတယ် စာအုပ်ကြီးတအုပ်ရဲ့အခန်းငယ်လေးတစ်ခုသာအဆုံးသက်ချင်းထစ်တယ်လေဘွားဆိုတဲ့စာအုပ်ကြီးကတော့ဆက်ရှိနေအောင်မယ်အခန်းအစ်စ်တွေဇလန်းအစ်စ်တွေဆက်လာအောင်မယ်ဆိုတဲ့အတိပဲပဲဒါကအဆုံးသက်ကိုအပြုတော်နဲ့ရှုမြင်တဲ့သူ့ရဲ့အတွေးခေါ်ကိုပြတယ်အသက်40ပြည့်ဖို့ပြီရှိတဲ့အောင်လာရဲ့အတွေးခေါ်တွေကလည်းတကယ်ကိုရင့်ကျယ်လာတာတွေ့ရတယ်သူပြောတဲ့စကားတခွန်းကအယမ်းမသားစရာကောင်းတယ်အခုချိန်မှာ ဘသူကမှတက်တည်ပြစရာမလိုတော့ဘူးကိုယ့်ကိုယ်ကိုပဲတက်တည်ပြဖို့လိုတယ်ဒါကအသက်အရွယ်အတွေ့အကြုံနဲ့အောင်မြင်မှုတွေကနေရလာတဲ့အတွင်းစိတ်ရဲ့ငြိမ်းချမ်းမှုလို့ခြင်းတယ်ဟုတ်တယ်သူကဆက်ပြောသေးတယ်ဘသူတူတယောက်ရဲ့အသိအမှတ်ဖြူမှု validation မှလောအဲ့ဒါကိုမှမလိုတော့ဘူးကိုပါလုံးနေလေကိုဘသူလဲဆိုတော့ကိုရိုင်းတိနေပြီဖះတကက်နဲ့ကိုရဲ့ဆက်ဆိုင်ရဲ့အဆင်ပြေနေရင်တန်တဲ့တွေဘာပြောပြောသိမဂရုမဆိုင်တော့ဘူးလို့ဆိုတယ်ဒါကတော်တော်လေးမြင်မာတဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပဲ အပြင်းမှန်းဖီအားတွေကနေလွမြုံနေတဲ့သဘောอืมဒီလိုစိတ်ငြိမ်ချမှုမျိုးကိုရရှိဖို့ဆိုတာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအထူးသဖြင့်သူ့လိုပြိတ္တရဲ့အာယုံစိုက်မှုအမြဲခံနေရတဲ့သူ့မျိုးအတွက်ပုခက်ခဲနိုင်တယ်ဒါပေမဲ့ तू ကအဲ့ဒီအဆင့်ကိုရောက်နေပြီလို့ခံစားရဆောင်ပြောတာကသူ့ရဲ့အသွင်းစိတ်ရင့်ကျက်မှုကိုပြနေတယ်နောက်ထပ် तू အခက်ရမှာပြောသွားတာတခုကအခုအချိန်ထိသူ့ဘဝမှာနောင်တရစရာတခုမှမရှိဘူးဆိုတာပဲ ဒါလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲလူတိုင်းကတော့ဘဝမှာဒါလေးတော့ဖြစ်ခဲ့တဲ့နဲ့ဒီလိုမလွတ်ခဲ့မီရင်ကောင်းတာဆိုတဲ့နောင်တအနည်းနဲ့များရှိတတ်ကြတာလေသူကလုံးဝနောင်တမရှိဘူးလို့အခိုင်အမာ ပြောနိုင်တာကသူ့ရဲ့ဖြတ်သန်းမှုတိုင်းကိုသူဘလောက်လက်ခံထားလဲသင်ငန်းစာယူခဲ့လဲဆိုတော့ပြနေတယ်ဒီနောင်တမရှိဘူးဆိုတဲ့ခံယူချက်ကသူ့ရဲ့ခါပါနှစ်ခုလုံးကိုရှုံးနေခဲ့ရတဲ့ပြိုင်ဘက်ရီနီယာဒီရစ်စတာဘော သူ့အကြောင်းပြောတဲ့အခါမှာပိုပြီးထင်ရှားလာတယ်။အောင်လကရှုံးနိမှုတွေကိုပေါ်မှာနာကျေးမနေဘူး။အာရီယာအားအယံကောင်းတဲ့ fighter တယောက်ဖြစ်ပြီးသူ့ရဲ့စူးစမ်းအားထုတ်မှုကြောင့်အခုလိုအောင်ငင်မှုတွေရနေကြလို့ရိုးရိုးသားသားလက်ခံထားကြောင်းပြောတယ်။ရှုံးနိမ့်ခဲ့တဲ့ပြိုင်ဘက်ကိုတီချိုအတိမတ်ပြူနိုင်တာကတခက်အာကစားသမားကောင်းတယောက်ရဲ့စိတ်သက်ပဲ။အာဒီယာရဲ့ထူးခြားတဲ့ယောကန်ထာယာအတာချက်ဒီဥပမာ6ပေ၄လက်မအရအမောင်းနဲ့သူ့ရဲ့ကိုခန္ဓာတိဆောက်ပုံမျိုးကိုလည်း ဖျားသခင်ပဲတဲ့လန်းဆောင်လို့မချက်ပြူချေတယ်။ဒါကမနာလိုစိတ်မရှိပဲပြိုင်ပဲရဲ့အာသာချက်ကိုလေးစားမှုနဲ့အတိမတ်ပြူတာပဲ။သူအာရီယာခု UFC ရောက်သွားတာကိုလည်းထောက်ပြပြီးတော့အဲ့လိုကဘာဆင်ဖိုက်တာမျိုးကိုသူကဒုတိယပွဲမှာငါးချီအဖြစ်ရှင်းပြိုင်ကစားနိုင်ခဲ့တယ်ဆိုတာကိုလည်းတွေ့ဝိုက်ပြီးသူ့ရဲ့အရေးချင်းကိုပြန်ဖော်ပြသွားတယ်။ဟုတ်ပါတယ်။သူကအဲ့ဒီအချက်ကိုတွေ့ဝိုက်ပြီးပြောချင်ပုံရတယ်။ MMA လောကမှာ promotion တခုမှမကစားတာနဲ့ဒါမှမဟုတ်ခါပတ်မရှိတော့တာနဲ့အဲ့ဒီလူကမကောင်းတော့ဘူးလို့ပြောလို့မရဘူးဆိုတော့သူကသူကထောက်ပြသွားတယ်။ One Championship မှာလည်းကဘာစင် killer တွေအများကြီးရှိတယ်။အာဒီယာလိုထိတ်တန့်ကစားသမားမျိုးကိုသူရင်ဆိုင်ခဲ့ရတာ၊ရှုံးနိမ့်ခဲ့ရတာတွေကသူ့တန်ဖိုးကိုရော့ချမသွားစေဘူးဆိုတော့ကိုသူယုံကြည်တယ်။ဒါကလည်းသူ့ရဲ့နောက်တာမရှိဘူးဆိုတော့ခံယူချက်နဲ့တွားပြီးဆက်ဆက်နေတယ်လို့ကျွန်တော်ထင်တယ်။ကဲတော့ဆိုရင်ဒီနေ့ကျွန်တော်တို့တေးစိတ်ဆွေးနွေးခဲ့ကြတဲ့ကတော့ မြမကုံဆောင်အွန်လာအန်ဆန်းရဲ့အောင်မြင်စွာဆုံးသက်ခဲ့တဲ့နောက်ဆုံးပွဲစဉ်အတွေ့အကြုံတွေသူ့ရဲ့ရင်ထဲကခံစားချက်တွေပေါ့နော်ပြီးတော့ကစန်းသမားပွားတက်လျောက်အမတ်ရစရာဖျက်ဆီးမှုတွေနောင်မျိုးဆက်အတွက်အမွေကောင်းတွေခြံထားခဲ့လို့တဲ့သူ့ရဲ့မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့အသက်40အရွယ်မှာရရှိလာတဲ့ရင့်ကျက်တဲ့ဘဝအမြင်တွေပဲဖြစ်ပါတယ်။အောင်လာရဲ့ခရီးရာတကယ့်ကိုစိတ်ဝင်စားစရာအတူယူစရာတွေနဲ့ပြည့်နှက်နေပါတယ်။သူ့ရဲ့ဇလန်းကအက္ခစားသမားတယောက်ရဲ့အောင်မြင်မှုဆိုတာ ပွဲနိုင်တာချန်ပီယံခါပတ်ဒီဆူဆောင်းလာတဲ့အများကြီးပိုကျယ်ပြန်တယ်ဆိုတာကိုသတိပေးနေတယ်လို့ပါတယ်အထူးသဖြင့်သူ့ရဲ့အတွေ့အကြုံတွေတင်ကန်းစာတွေကိုမျိုးဆက်တစ်တဲ့စီလက်ဆင့်ကမ်းပြခြင်းနဲ့စတဲ့အဲ့ဒါကအကစားလောကအတွက်တကယ်ကိုတန်ဖိုးရှိတဲ့အမွေးနေတကူဖြစ်လာနိုင်စွမ်းရှိတယ်။ဟုတ်ပါတယ်။သူ့ရဲ့တိုက်ခိုက်ရေးသမားဘွားဆိုတဲ့အခန်းတစ်ခန်းကတော့ပြီးသွားပြီ။ဒါပေမဲ့နီးဖြာဘွားမန်းထဘွားဆိုတဲ့အခန်းတစ်ကအခုမှစတင်မှာဆိုတော့ သူ့ရဲ့နောက်ထပ်ခရီးတွေကိုလည်းကျမတို့ဆက်လက်စောင့်ကြည့်အားပေးကြရအောင်ပါပါသူ့ရဲ့မျိုးဆက်တဲ့တိဆောက်ရေးအစီအစဉ်တွေကဘလို့အောင်မီမလဲဆိုတာကလည်းစိတ်ဝင်စားစရာပဲဒီနေရာမှာကျွန်တော်တို့စဉ်းစားစရာအတွေ့အကြုံခြံခဲ့ချင်တာကတော့အာကစားသမားတယောက်ရဲ့တကယ့်အမွေအနှစ် legacy ဆိုတာပါလဲပေါ့သူရခဲ့တဲ့စုတွေစံချိန်နေလားဒါမှမဟုတ်အင်္ဂလာလိုမျိုးသူ့ရဲ့ဖြတ်သန်းမှုတွေ အသိပညာတွေနဲ့နောက်မျိုးဆက်အပေါ်မှာထားခဲ့တဲ့အဖြူသဘောဆောင်တဲ့တက်ရောက်မှုလမ်းပြပေးနိုင်မှုတွေလားဆိုရကတော့ကျွန်တော်တို့အားလုံးစစ်ပြီးတွေ့တော့ဆင်ခြင်ကြည့်နိုင်တဲ့မေခူတစ်ခုပါပဲအောင်လာအန်ဆန်ရဲ့ Fighter Boy နောက်ဆုံးဘွယ်ပီးခန်းစားချက်တွေအတွေးအမြင်တွေကိုအတူတကအသေးစိတ်ဆွေးဝေးသုံးသပ်တာကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Top 5 MMA ကဒီနေ့အတွက်ပြန်လည်လို့ဆက်လိုက်ပါပဲ